အားလုံးပဲမိင်္ဂလာပါကျွန်တော်ဟော်ပီဒီဇိုင်းနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ခါတော့ကျွန်တော်တို့ brush တွေ pattern တွေ effect တွေပေါ့နော် effect ကကြတော့အရှိမလဲဟိုနည်းနည်းလေးပါခဲ့တယ်ဆိုတော့ဘယ်လိုအလုပ်လုပ်လဲဆိုတာကျွန်တော်တို့တူတူလေးနဲ့ကျွန်တော်လေ့လာရအောင်နော်ဆိုတော့ကျွန်တော်တို့ဒီ illustrator သူ အားတာချက်က vector illustration လုပ်တဲ့နေရာမှာဒီ illustrator ကအကောင်းဆုံးပဲပေါ့နော်ဘာကုံလို့မျိုးအဲတကယ်အဲ drawing pad ရှိတဲ့လူတွေဆိုရင်တော်တော်လေးကိုဒီ illustrator နဲ့ပဲသုံးတယ် brush တွေကလည်းအာတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ် okay ဆိုတော့ကျွန်တော်ကခြေခံနေနဲ့တည်တင်းတလောက်ပေါ့နော်ကျွန်တော်တို့ brush တွေကိုရှင်းပြမယ်ပရမာဇွန်နေနဲ့ကျွန်တော်တို့ brush တွေမှာဆိုရင် B ပေါ့နော်သူရဲ့နာမည်အတိုင်းပဲ brush ရှိတယ် paint brush ဒီမှာကျွန်တော်တို့ခြိုက်သလိုဆွဲလို့ရတယ်ဒါကကြတော့ကျွန်တော်က mouse နဲ့မလုပ်ပါဘူးနော် okay ပြီးရင်ဒီနေရာမှာ double click လုပ်မယ်ဆိုရင် setting တွေ never ရှိတယ်ဒီမှာ width ဘယ်လောက်ထားမလဲပြီးရင် accuracy ပေါ့နော်ဒီ accuracy ကကြတော့ကျွန်တော်တို့လုပ်တဲ့အတိုင်းကိုအဲပါလာတာမျိုးဒီ smooth ကကြတော့လက်ကပဲဘယ်လောက်ထစ်နေပါစေ smooth လုပ်ပေးရဥမာဒီမှာလက်ကထစ်တယ်ပေါ့နော် ဒါပေမဲ့သူက smooth လုပ်ပေးရခုနလုပ်ထားတဲ့ဟာကကျွန်တော်တို့ stone နဲ့လာတယ်ဒီလိုမျိုးဟာပေါ့နော်ဒီမှာကျွန်တော်တို့ stone တွေနဲ့ဆိုတော့ခြိုက်သလိုပြန်ပြီးတော့ပြင်လို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ block block ကကြတော့ဘယ်လိုမျိုးလဲဆိုရင် shift b ပေါ့နော်ဒီမှာကြီးလိုက်တယ် okay သူကခုနဟာအတိုင်းပဲ smoothen လုပ်ပေးတယ်ဘာညာလုပ်ပေးတယ်ဒါပေမဲ့ဒီမှာကြီးလိုက် तू आ फील နဲ့လာတယ် फील နဲ့လာတဲ့ခါကျတော့ edit လောက်ရတာပို့ပြီးတော့ခက်တယ် youtube brush ကိုဘာလို့ပို့ပြီးတော့တုံးလဲဆိုရင်ဒီနေရာမှာခုနကျွန်တော်လုပ်ထားတဲ့အတိုင်းပဲ direct selection သူ့ကိုယူပြီးတော့ကျွန်တော်တို့ကြိုက်သလိုပြန်ပြီးတော့ပြင်လို့ရတယ်ခြေနဲ့ပြီးအဆင်ပြေပြီးဆိုတော့မှဒီနေရာမှာ object သွားပြီးတော့ expand appearance ဆိုပြီးတော့နေလိုက်တယ်အဲ့ဒါဆိုရင်ခုန bloom နဲ့တူတဲ့ဒီမှာ fill နဲ့လာတယ်ပြီးရင် smooth tone ဒီ smooth tool ကကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာကျွန်တော်လှုပ်ထားတဲ့ဟာတစ်ခုကို smooth တက်လှုပ်လိုက်တယ် brush ပဲဖြစ်ဖြစ်ကျွန်တော်တို့ pen tool နဲ့ကောက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီဒီပက်လန်းချောင်းတစ်ခုခုကို तू ကပြင်ပြီးတော့ချိန်လို့ရတယ် Okay ဒီဟာကိုကျွန်တော် smooth တက်နဲ့ဒီမှာ smooth လှုပ်လိုက်ပဲဆိုရင်ဒီမှာ तू က smooth လှုပ်ပေးလိုက်တယ်ပြီးရင်နောက်တစ်ခုကဒီမှာ right click ထောက်လိုက်မယ်ဆိုရင် smooth ဆိုတာတခါရေးပါလာဒီမှာဆွဲကြည့်လိုက်မယ်အာ okay ကျွန်တော်တို့ကြိုက်သလိုပြန်ပြီးတော့ပြင်လို့ရတယ်အဲ့ဒါကကျွန်တော် right click ထောက်ပြီးတော့ smooth လုပ်တဲ့ဟာ okay ပြီးရင်နောက်တစ်ခုကကြာ pencil တို့ pencil တို့ကကြတော့ခုနကဒီ brush တွေနဲ့တော့တူတူနီနီပဲပေါ့နော်ဆိုတော့ဘာမှထွေထွေတူတူမရှိဘူး ကြိုက်တဲ့ဟာကျွန်တော်တို့တော်လုံးရတယ်ဒီပြီးရင်ဒီ shape ဒီ shape ကလည်းတော်တော်လေးကို trash ပါပဲပေါ့နော်ကျွန်တော်တို့ glue ချင်တဲ့ဟာတစ်ခုကိုဆွဲလိုက်တယ်သူကဒီ basic shape တွေကို तू ကပြောင်းပေးတယ်အဲ့ဒါပဲဘာရမလဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့တစ်ခုခုဆွဲလိုက်တယ်ဆိုတော့တော်တော်လေးကိုမတုံ့ပြန်တဲ့ထဲပါတယ် eraser eraser ကကြတော့ဒီအောက်မှာရှိတယ်ပေါ့နော်ဒီ eraser သူကကြတော့ तू က brush လိုမျိုးပဲဒီမှာ brush လိုမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ Photoshop ရောဒီ Illustrator မှာရောအတူတူပဲဒီ brush ဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒီ ქვენ စာ ქვენ ပိ Open Close Bracket နဲ့ကျွန်တော်တို့ size change လုပ်ရတယ်။ဒီဟာဆိုရင် stroke ဖြစ်တယ်။ဒီဟာဆိုရင် fill ဖြစ်တယ်။ stroke ပဲဖြစ်ဖြစ် fill လည်းဖြစ်ဖြစ်ကျွန်တော်တို့ဖြတ်ချင်တဲ့ဟာအကုန်လုံးကိုသူကဖြတ်ပေးတယ်။ Illustrator 2နဲ့ဒီမှာဖြတ်လိုက်တယ်။ဖြတ်လိုက်ပြီဆိုရင်ဒီမှာ stroke တွေဆိုရင်သူကဒီတစ်ခုချင်းဆိုသူကသူကသူပြန်ဆက်ပေးတယ်။နောက်တစ်ခုကကြတော့ဒီမှာ ဒီ eraser တူအောက်မှာကတ်ကြီးရှိတယ်ဒီကတ်ကြီးကကြတော့ see you เนาะဖြစ်ချင်တဲ့ဟာကို select ပေးလိုက်တယ် select ပေးပြီးရင်ဒီနေရာမှာ तू ကကျွန်တော်ဖြစ်ချင်တဲ့နေရာကို point ထောက်လိုက်တယ်ဒီ back ကလည်း point ထောက်လိုက်တယ်ထောက်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်ဖြတ်ထားမှမသိသေးဘူးဒါပေမဲ့ဒီမှာကြည့်လိုက် move လုပ်လို့ရပြီဒီဟာကကျွန်တော်တို့ဒီ point တွေနဲ့အလုပ်လုပ်တယ်ပေါ့เนาะဒီမှာ see okay အဲဆိုရင်ကျွန်တော်တို့ဖျက်လို့ရတယ်ဆိုတော့ဒီစီဆက်တူးလဲသုံးဝင်တယ်တော်တော်လေးကိုသုံးဝင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့လိုချင်တဲ့ဟာတစ်ခုကိုကျွန်တော်တို့ brush အနေနဲ့ပြောင်းလိုက်တယ်ပန်းဖျက်လို့ရတယ်ကျွန်တော်ဘာသာသုံးဖျက်လို့ရတယ်ဥပမာအာဒီ pencil အရှိအထားခြင်းနဲ့ပေါ့နော်ဒီလိုမျိုးပဲဖြစ်ဖြစ်ဒီ pencil ပေါ်နဲ့အောက်ကကြတော့ဆွဲဆန့်လို့မရအောင်ညရတဲ့ခါကြတော့ဒီနေရာမှာ window သွားလိုက်တယ် ်တွားပြီးရင် brush ကိုဝင်လိုက်တယ်ဆိုတော့ကျွန်တော်ကဒီဟာကို brush အနေနဲ့လုပ်ချင်တယ်ဆိုရင်ဒီမှာကျွန်တော် brush တဲ့ကိုဒီမှာ plus sign လေးပေါ်လာတယ်ပေါ်ပြီးဆိုတော့ကျွန်တော်ချလိုက်တယ်အဲ့နေရာမှာ add brush ဆိုပြီးတော့ကျွန်တော်ယူလိုက်တယ် okay ဒီနေရာမှာဒီအောက်ဆုံးကိုယူလိုက်ပါတော့ between guide ဆိုတဲ့ဟာဒီနေရာမှာကျွန်တော် guide ကို အောက်ကိုပို့လိုက်မယ်အပေါ်နဲ့အောက်ကိုလုံးဝပုံမပြတ်ချင်ဘူးအဲ့ဒါကြောင့်ဒီမှာ ဆွဲလို့ရတဲ့ဟာကိုဒီထဲဟာပဲကျွန်တော်တို့ sketch လုပ်လို့ရမယ်ဆိုတဲ့ဟာမျိုး okay ပေးလိုက်တယ် okay ဆိုတော့ကျွန်တော် brush တစ်ခုဆွဲလိုက်တယ်အဲ့လိုမျိုးပဲဖြစ်ဖြစ်ပါတော့ကျွန်တော်တို့လိုချင်တဲ့ဟာကိုဒီမှာပေးလို့ရတယ်ဒီနေရာမှာကျွန်တော်ကဒီအထဲကဒီ feel ကိုမထည့်ထားသေးဘူးပေါ့နော် feel ထည့်ထားရဲဆိုရင်ဒီမှာဒီလိုမျိုး cross ဖြစ်နေမှာတော့မဟုတ်ဘူးလုံးဝ ဟောဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်တို့ brush ကိုဒီလိုမျိုးလိုလိုရတယ်တခုခုပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဟာတခုခုကိုဒီနေရာမှာ brush အနေနဲ့ပြောင်းလို့ရတယ်ပြင်ကျွန်တော်တို့ pattern pattern ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ logo လုပ်တဲ့နေရာမှာလည်း pattern တွေလိုတယ်ဆိုတော့ pattern ကဘယ်လိုမျိုးလိုရလဲဆိုရင်ဥပမာကျွန်တော်ဒီဟာကိုအပေါ်ဆွဲတင်လိုက်မယ်ဒီနေရာမှာ object ကိုတွားလိုက်တယ်ဒီနေရာမှာ pattern ဆိုတဲ့ဟာကိုနေလိုက်တယ်ပြီးရင် make ပေါ့နော် okay ဒီနေရာမှာကျွန်တော်ပေးချင်တဲ့နာမည်ကိုပေးလို့ရတယ် dots. ပေါ့နော်ပြီးရင်ဒီအောက်မှာဘယ်လောက်ထားမလဲပေါ့နော်ခွန်ခွန်လားအဲ့ဒါမဟုတ်ဘူးဆိုလဲ35လားကျွန်တော်လိုချင်တဲ့ဟာပေးလို့ရတယ်ပြီးရင်ဒီအောက်မှာသူ့ရဲ့ပုံစံပေါ့နော်သူ့ရဲ့ပုံစံကဒီမှာ brick row လားကျွန်တော်တို့လိုချင်တဲ့ဟာအတိုင်းကို ပေးလို့ရတယ်ပြီးရင်ဒီနေရာမှာဒန်းဆိုတဲ့အနေလိုက်မယ်โอเคအဲ့ဒါဆိုရင်ဒီမှာကျွန်တော် shape တခုခုယူလိုက်တယ်ယူလိုက်ပြီဆိုရင်ဒီ swatch နေရာမှာပြန်ပြီးကြီးလိုက်မယ်ဆိုရင် ခုနလောက်ထားတဲ့ကျွန်တော်တို့ dot ဆိုတဲ့နာမည်နဲ့ရှိရ select ပေးလိုက်ရအောင်မယ်အဲ့ဒါဆိုရင်ကျွန်တော် pattern ဖြစ်သွားပြီโอเคကျွန်တော်တို့ဘလောက်ပဲဆွဲဆဲပေါ့နော်ခုနပြန်တဲ့အတိုင်းပဲကြာလာတယ် အဲ့ဒါကကျွန်တော်တို့ပတန်လောက်တဲ့နီးပေါ့နော် ပြီးတော့ခုနောက်ပိုင်းဒီ AI မှာထပ်ပါလာတဲ့ဟာကအရင်ကိုလွယ်ကူတယ်ခုနပတန်လိုမျိုးလိုချင်တယ်ဆိုရင်ဒီမှာ select ပေးလိုက်တယ် object ကိုသွားပြီးတော့ repeat ချိလဲ repeat နေရာမှာကျွန်တော်တို့ grid ပတန်လိုမျိုးဆိုရင် grid ပေါ့နော်ဒီနေရာမှာကျွန်တော်လိုချင်တဲ့ဟာအတိုင်းကိုဒီမှာ save ကြိုက်ချိန်လို့ရတယ် ကျွန်တော်ရှင်းသွားအောင်ဒီအပေါ်ပို့လိုက်မယ်ပြီးရင်နောက်တစ်ခုအားသာချက်တစ်ခုကဒီနေရာမှာဘယ်လောက်ထိကျွန်တော်ထူနေတစ်ခု gap ဘယ်လောက်ထားမလဲဒီမှာအပေါ်အောက်ပေါ့နော်အပေါ်အောက် gap ဘယ်လောက်ထားမလဲပြီးရင်ကျွန်တော်တစ်ခုကို select လုပ်ပြီးပြီးတော့အဲဒီမှာသေးလိုက်ရင်လည်းသေးလို့ရတယ် radius ဆိုလဲမ radius radius ဆိုရင်ကျွန်တော်တို့ ဘယ်လောက်ထိထားမလဲပန်းလိုမျိုးထားမလားအဲ့ဒါမဟုတ်ဘူးဆိုကျွန်တော်တို့ဘယ်လောက်ထိထားမလဲကျွန်တော်ကြိုက်တဲ့ဟာရွေးလို့ရတယ်ဘယ်လောက်ထိကြီးမလဲပေါ့နော်ကြိုက်ကြိုက်တယ်လို့ချိန်လို့ရတယ်ဒီ repeat ကတော်တော်လေးကိုသုံးဝင်တယ် effect effect နေရာမှာကျွန်တော်အရှိမ type effect သုံးခဲ့တယ်ပေါ့နော်ဒီ appearance ကိုယူပြီးတော့လုပ်တဲ့ဟာရှိရဲ့အဲ့ဒီအတိုင်းပါပဲပေါ့နော်ကျွန်တော်တို့ဒီမှာလဲဒီ effect နေရာမှာ depth တခုပဲမဟုတ်ဘူးကျွန်တော် shape တွေအကုန်လုံးလည်းကျွန်တော်လုပ်လို့ရတယ်ဥပမာဒီမှာဆိုရင်ကျွန်တော် window သွားပြီးတော့ appearance ယူလိုက်တယ်ယူပြီးရင်ဒီမှာမှာကျွန်တော်လိုချင်တဲ့ field တခုခုကိုဖြည့်လို့ရတယ်ပြီးရင်ကျွန်တော် stroke ကိုယူလိုက်တယ်ပေါ့နော်ဆိုတော့ ဒီနေရာအဖျက်ရနေရာမှာကျွန်တော်တို့ Photoshop ရဲ့ဒီ layer style လိုမျိုးပဲ stop ယူမလားအဲ့ဒါပြန် fill ယူမလားပြီးရင်ဒီနေရာမှာ stylist နေရာမှာ drop shadow ရှိတယ် feather ရှိတယ် inner glow outer glow တွေရှိတယ်ဆိုတော့တော်တော်လေးကိုစုံတယ်ကျွန်တော်ကျွန်တော် Photoshop လိုမျိုးတော့မရဘူးဆိုရင်တော့တော်တော်လေးကိုစုံတယ် Photoshop မှာအတိုင်းပဲပေါ့နော် artistic နေရာမှာဒီနေရာမှာကျွန်တော် film grain တွေ ကျွန်တော်တို့ Photoshop ရဲ့ filter gallery လာမသိဘူးအဲ့အဲ့ဒါနဲ့အတူတူပဲပေါ့နော်အများကြီးလုပ်လို့ရတယ်ဒီ illustrator မှာလဲအဲ့ဒါတွေကကျွန်တော်တို့ effect တွေပါတယ်အဓိကပြင်တော့ဒီ film grain တုံးတဲ့နေရာမျိုးတွေအဲတချို့ဟာတွေမှာတော်တော်လေးကိုတုံးဝင်တယ် film grain okay ပြီးရင်ဒီနေရာမှာ multiply လုပ်ကြည့်လိုက်မယ်ပြီးရင်30လောက်ပဲထားလိုက်မယ်ပြီးရင်အုပ်ပို့ပို့လိုက်မယ်โอเค effect လုပ်တဲ့ဟာပေါ့နော်ပြီးရင် text wrap လို့မျိုးပဲဒီဟာဒီ wrap တွေအကုန်လုံးကလည်းဒီ effect ထဲမှာပါတယ်ဆိုတော့ဒီ type effect ကကြတော့ကျွန်တော်အရှိရာ type ဒီစာရေးရေးတဲ့နေရာမှာကျွန်တော်ပြောပြီမို့လို့ကျွန်တော်မပြောတော့ဘူးဒီဟာကကြတော့ကိုယ့်ဘာသာကိုအတူဆုံးဖြစ်အောင်လုပ်လိုက်အောက်မှာ hint အနေနဲ့ပေးထားရပါ โอเคဆိုတော့ကျွန်တော်တို့ဒီဟာတွေအကုန်လုံးကိုပြီးပြီးအဆင်ပြေပြီဆိုတော့မှဒီ expand လုပ်တာပို့ပြီးတော့အဆင်ပြေတယ်မဟုတ်ရင်ကျွန်တော်တို့ edit လုပ်လို့မရတော့ဘူးဒီအဓိကအဖြစ်စာတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ pattern ရဲ့ဒီ effect လုပ်တဲ့ဟာရဲ့ repeat တုံးတဲ့ဟာရဲ့ brush ရဲ့ခြေခံပြီးတော့တည်နေလောက်ပြီးထင်ပါတယ်အကုန်လုံးကျေးဇူးပါ